ချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာရီယယ်မက်ဒရစ်တင်းကိုအိုက်တာဘလိုဂိမ်းပလန်နဲ့အနိုင်ယူကျော်ဖြတ်ခဲ့တယ်အာဆင်နယ်တင်းဒီပြမီခေးအိုက်တာကဒီပြိုင်ပွဲအောင်မြင်ဆုံးပါလို့ပြောလို့ရတဲ့ရီယယ်မက်ဒရစ်အသင်းကိုကွာတာဖိုင်နယ်မှာအနိုင်ယူကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ တကဘာလုံးအောင်ဘောလုံးသုံးသက်တူရဲ့ပါဇက်ဖြားမှာအာဆင်နယ်တင်းကဒီယာတီချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းကြီးရဲ့တသင်းအဖြစ်မှတ်ယူလာကြတယ်။မမှတ်ယူလို့လည်းမရတော့ဘူး။အာဆင်နယ်ကဒီယာတီချန်ပီယံလိစီးဖိုင်နယ်ရဲ့အကောင်းဆုံး၄သင်းစင်းတဲ့ကိုဝင်သွားခဲ့ပြီ။ချန်ပီယံဖြစ်ဖို့လက်တကန်းအလိုရောက်သွားခဲ့တယ်။အနည်းဆုံး၃ပွဲကန်တာနဲ့ချန်ပီယံဖြစ်ပြီ ဲ့ဒီသုံးပွဲမှာလည်းအရေးပါတဲ့ပွဲစဉ်တွေကံပြီးရတယ်ဒီပြိုင်ပွဲမှာဘိုးဝင်ခံရတော့မှာဒီလိုအနေထားမျိုးမှာဒီပြိုင်ပွဲအအောင်မြင်ဆုံးမှာကျယ်စင်စု player တွေအများစုရှိပါဆိုရီယယ်မက်ဒရစ်လိုအသင်းမျိုးကို quarter final မှာအိုက်တာဘယ်လိုမျိုး game plan နေနဲ့ကြော်ဖြတ်ခဲ့လဲကျွန်တော်တစ်ချက်ချင်းစီသွားလိုက်အောင်ပထမတစ်ချက် quality team ကို wall out team နဲ့အလဲထိုးခြင်းဒါလေးကနားထောင်လိုက်မယ်ဆိုနည်းနည်းလေးရှုပ်တယ် quality team ဆိုတာက quality player တွေပြည့်ကျက်ညက်နေတဲ့ Real Madrid အသင်းကိုတစ်ဖက်က wall out team လို့ခေါ်တဲ့ တယောက်ကိုနှစ်ယောက်စာကစားအားထမ်းပိုးထားရတဲ့တင်ဝော့တစ်ခုကအနိုင်ယူသွားခဲ့တာအာဆင်နယ်သင်းပလေယာ၁၁ယောက်ရှိ၁၁ယောက်လုံးဒီမခုံမကက်ကစားသွားခဲ့တယ်ပလေယာတယောက်မှာ off the ball movement in position အဲ့လိုခြားနာသွားတဲ့ဘောလုံးပိုင်ဆိုင်မှုအနေထားမှာတော့မှနှစ်နေရာလောက်ဖြည့်ပြီးဆော့သွားခဲ့တယ်အထူးသဖြင့် မျက်စိနဲ့မြင်အောင်ပြောမယ်ဆိုရင်မာတင်နယ်လီတီတိုက်စစ်သွားတဲ့အခါတောင်မန်သွားရဆိုရင်ကြံတဲ့အချိန်မှာတော့လူးစ်ကေဒီကိုနောက်မှပဲဆင်းနေခိုင်းပြီးသူကအရှိကပထမ defense line အနေနဲ့တစ်ဖက်ကတိုက်စစ်တောင်မန်ကစားသမားကိုတားဆီးရဲသူ့ကိုကြော်ဖြတ်ပြီးရင်တော့လူးစ်ကေဒီစီရောက်မှဆိုတဲ့ပုံမျိုးအဲ့လိုခံစစ်ကိုနှစ်ထပ်ပိတ်ဆို့လိုက်တဲ့ပုံစံမျိုးတိုက်စစ်ကစားသမားတွေကလည်း defense line တွေပြန်ပြီးကူညီသွားတွေ့ဒါက wall လို့လို့ခေါ်တယ်ကျွန်တော်တို့ Julian Timber ဘူကောက်ဆက်ကဘေးကနေပြီး overload တွေလိုက်သွားတဲ့ပုံစံမျိုးဒါသည် ပိုဇီရှင်တနည်းအားကစားသမားတွေအခြားတနည်းအားဝင်ပြီးကုသလို့ကစားသမားတဦးကနှစ်ယောက်စာထမ်းပိုးသွားတာအဲအကြောင်းမို့တစ်ဖက်က quality player တွေရှိပေမဲ့ systematically ကြကြ formation ကြကြနဲ့ကစားသမားတွေကကိုတောင်ဝန်ကို zone rotation အပြည့်နဲ့လုပ်သွားတဲ့အခါမှာတော့တစ်ဖက်က quality player တင်းတစ်ခုလုံးကကစားကွက်တိဆောက်လို့ရဖို့နေသတာတိုက်စစ်ကိုဘလို့ဆင်ရမလဲအခက်ခဲဖြစ်သွားခဲ့ဒါကပြီးရင်ကျွန်တော်ပထမအကြော့ပွဲနဲ့ဒုတိယအကြော့ပွဲစဉ် data အချက်လက်တွေကိုတီးတန့်ကျွန်တော်ဖတ်ပြီးမယ်အဲ့ဆို စူစီးညီညွတ်တဲ့တင်းဝော့တခုက quality player တွေပြည့်ကျက်နေတဲ့အသင်းတစ်သင်းကိုအနိုင်ယူနိုင်ခဲ့တဲ့အချက်ပေါ်လေနောက်တစ်ချက်ကစားခွက်တခုတည်းအသုံးမပြုတာပထမကြော့အာရီတာကင်သွားခဲ့တဲ့ကစားခွက်နဲ့ဒုတိယကြော့ဘာနယူးမှာအာရီတာသုံးသွားခဲ့တဲ့ကစားခွက်ကလုံးဝမတူတေချာကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကအသင်ပိုးပြီးညှက်လာတဲ့ထင်ရပေမဲ့အဲ့ဒီဘောလုံးပိုင်ဆိုင်မှုတွေကကိုကပဲမလို့ချင်တာလား ိမ်ဘက်ကပဲတကယ်ကြိုးစားလို့ယာသွားလာတာဆိုတာကတကယ်ဘောလုံးပွဲတေချာကြည့်တဲ့လူတွေပဲသိမယ်။တခါကျရင်ကျွန်တော်တို့က position အတာယူပြီးဆော့တာရှိတယ်။တခါကျရင်အဲ့ဒီ position ပြိုင်ဘက်ကိုပေးပြီးတော့ကိုကအဲ့ဒီပြက်လာတဲ့ဘောလုံးကနေပြီးတော့ high line defense နဲ့တင်တိုက်တဲ့ခန့်စစ်ကစားသမားတွေရှိတဲ့ပြိုင်ဘက်ကနောက်ကျောကိုခေါင်နာအတက်ပြန်လောက်တာမျိုးရှိတယ်။ဒါကအခု modern ဘောလုံးလောကမှာဘောလုံးပိုင်ဆိုင်မှု အသာစီးယူရာမြူရာတက်ဆိုင်ရင်အနိုင်ရလက်ဘလို့ပုံဖော်မလဲဆိုတော့ official hand ကိုနီးပြတယ်အများဆုံးသုံးလာခဲ့တာအဲ့ဒီအတွက်ကစားကွက်တစ်ခုတည်းကိုအသုံးမပြုတဲ့အပိုင်းမှာတော့ Aida က Ancelotti ကိုအလဲထိုးနိုင်ခဲ့တယ်လို့ပြောလို့ရတယ်တစ်ဖက်က Ancelotti ကဝိုင်းရင်နီးပြကြီးပါဒါပေမဲ့လူငယ်နီးပြတစ်ယောက်ကတော့ modern ဘောလုံးလောကအမြင်နဲ့တော့ CE final ကိုအသင်းကိုပို့ပေးနိုင်ခဲ့တယ်ဗောလေအဲ့ဆိုနောက်တစ်ချက်အဲ့ဒါတော့ခိုင်မာတဲ့ game plan ရှိတယ် Arsenal player တွေကပွဲစဉ်ဘယ်မိနစ်ဆိုလို့ရှိရင် ဂိမ်းကိုဘယ်လိုကစားရမလဲငါတို့ဒီဂိမ်းနဲ့ပတ်သက်ပြီးတော့ position ဘယ်လိုယူရမလဲတစ်ဖက်ကဘောလုံးပိုင်ဆိုင်ထားလို့ငါတို့ off the ball movement နေမှာ zone rotation နဲ့ defense line ကိုဘယ်လိုပိတ်ဆို့ရမလဲ area ချွေးဒီမှာအတားရအောင်ဘယ်လိုလုပ်ရမလဲခန်းစစ်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အပိုင်းဒီမှာ arsenal player တွေကတော်တော်လေးကိုမှခိုင်မာတဲ့ game plan ရှိတယ်။နီးပြမှကြားတဲ့ instruction ကိုလည်းကောင်းကောင်းလိုက်နာနိုင်တဲ့ player တွေရှိတယ်အဲ့ဒီအတွက်တစ်ဖက်က block ပဲ quality မြင့် player တွေ individual နဲ့ပဲထိုးပေါက်ထိုးပေါက်ကိုယ်တွေဘက်ကနေပြီးတော့ defend line ကိုအလှဲကျ zone reduction နဲ့ကာကွယ်တော့တာဖြစ်တဲ့အတွက်နှစ်ကြော်စလုံးပေါ်မှာအာဆင်နယ်ဒီတကူပဲပေးခဲ့ရတယ်ပေးခဲ့ရတဲ့တကူကလည်း bidet အမားကနေပြီးတော့ဘောလုံးပြတ်သွားတယ်ပြန်ပြီးပေးလိုက်ရတယ်ဗောလေတခြား open player တွေ ပေးခဲ့ရတာမျိုးပနတီကနေပေးခဲ့ရမျိုးလုံးဝမရှိခဲ့ဘူး။ဒါအကြီးကြီးအဖြစ်အာဆင်နယ်ဒီခိုင်မာတဲ့ game plan နဲ့ကိုပါဖြစ်ချင်လဲဆိုတာကိုနှစ်ကျော်လုံးမှာအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။နောက်တစ်ချက်ကအာဆင်နယ်တင်းရဲ့ဒီယာတီပရီးမီးယားလိရဲ့နာမည်ကျော်လက်နက်လူလဲပြောလို့ရတဲ့ဆက်ပီတေကန်ဘော်ရီနဲ့ပတ်သက်ရင်အာဆင်နယ်ကိုအားလုံးကမျက်ခုံးလုပ်ကြတယ်။ဒီကောင်လေးကို free kick တွေပနတီတွေပဲပေးလိုက်။ဒေါင်ကန်ဘော်ရီမပေးနဲ့တေကန်ဘော်ရီမပေးနဲ့ဆိုပြီးတော့ပြောရတဲ့အထိပဲ။အခုဆိုလို့ရှိရင် Real Madrid အာဆင်နယ်အသင်းကိုပထမကြုံမှာရှုံးသွားဆိုရင် free kick နှစ်ကိုးချောင်ရှုံးသွားခဲ့တာဒါသည်တဲကန်ဘောတွေနောက်တစ်ကိုးကတော့အားလုံးသိတဲ့အတိုင်းပဲမီခင်းမိန်တို့ရဲ့ဒီပတန်ကြီးကနေစင်သွားတဲ့ဂိုးပေါ့လေအဲ့တော့ပထမကြုံမှာကျွန်တော်တို့ဒီ free kick နှစ်ကိုးမီခင်းမိန်တို့တကိုးစုပေါင်း၃ကိုးနဲ့နိုင်တယ်အဲ့ဒီမှာဆက်ပြက်နေနှစ်ကိုးထိရတယ်အဲ့ဒီအတွက်အာဆင်နယ်တင်ပထမကြုံ real madrid ကိုအမ်ရိတ်မှာဂိုးပြတ်ချေမုန်းနိုင်ခဲ့တာကဆက်ပြီးတွေကအရေးကြီးပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဆက်ပြီး specialist nicolas chuba ကိုတကယ် appreciate ဖြစ်ပါတယ်နောက်တစ်ချက် အဲ့ဒါကတော့ real အသင်းရဲ့နာမည်ကျော်မြန်နှုံးမြင့်တက်စစ်တောင်ပံကစားသမားတွေကိုထိန်းချုပ်သွားတာကျွန်တော်တို့ဒီအာဆင်နယ်အသင်းပြပြလွန်ခဲ့တဲ့နှစ်နှစ်တုန်းကငွေမျိုးသာရှိမယ်ဆိုရင်ငါတို့ကပြိုင်ဘက်ကိုခြိပြီးတုတ်ပြီးကစားမယ်ငါတို့ပဲဘောလုံးပိုင်ဆိုင်ထားမယ်ပြိုင်ဘက်အသင်းကိုလုံးဝအခွင့်အရေးမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ position အသာယူပြီးတော့ highland defend တင်တိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ခံစားသွားနိုင်တယ် real madrid အသင်းကိုအမရိတ်မှာအခက်ခံတော့ကပထမပိုင်း minute အချို့မှာဆိုရင် bellingham ရဲ့ cross ball တွေထွက်လာတဲ့အခါ အမ်ဘာပီဘလောက်တော့မှပြုထုတ်မှုတွေအရမ်းမြင်တဲ့ကြောင်းကြီးကိုသိလိမ့်မယ်။အဲ့ဒါကဘာလို့လဲ။အာဆင်နယ်တင်းဒက်ဖန်လိုင်းကိုတင်းလီလီပြိုင်ဘက်ကပြေးလန်းချောင်းပိုရလီလီပဲ။ဒါကိုတော့ဒုတိယကြော့မှာအိုက်တာပြင်ဆင်သွားတာတွေ့တယ်။စပီးဒီကိုအကျက်တီကစားသွားတယ်။ဟက်စပီးဒီမှာရဲ့ပြီးတော့ဒီဖူဘက်ချမ်းဒီမှာရဲ့ပြိုင်ဘက်ဒရစ်ပလင်းလုပ်ပြီးဝင်လို့မရအောင်ကောင်းကောင်းလေးလူဒီကိုအကျက်ကစားသွားတယ်။မမ်မာကင်လည်းအသုံးပြုသွားတယ်။ကိုကိုတိုင်းကလည်းဂိုးရလို့စိတ်နဲ့တအား high pressing တက်ပြီးမလုပ်တော့ဘူး။ ခိုင်လိုင်းတစ်ဖက်မတင်တော့ဘူးလေအဲ့အတွက်တစ်ဖက်က Vinicius Junior တို့ခိုင်လေအမ်ပါပေတို့လိုမျိုးဘောလုံးလမ်းကြောင်းအရှိကြီးတွေပြေးထုတ်ပြီးပြေးတက်တဲ့အနေအထားမျိုးသူတို့မှအခွင့်အရေးမရခဲ့ဘူးအဲ့ဒီအခွင့်အရေးကိုအာဆင်နီယပြန်ရခဲ့တယ်အဲ့ဒါကနောက်ဆုံးမိနစ်မှာမာတီနယ်လီရဲ့ဂိုးပေါ့လေအဲ့ဒီဂိုးမှဆိုရင်မီခေးမိန်တို့ကခိုင်လိုင်းတစ်ဖက်တင်တိုက်နေတဲ့ Real Madrid ကစားသမားတွေရဲ့နောက်ကျောကိုသူတို့ဘောခင်းပေးလိုက်တာအဲ့ဒီအလုံးကိုမာတီနယ်လီပြေးထွက်သွားတယ်တစ်ဖက်ကဘလို့မှမတားဆီးနိုင်ပါနဲ့ ခေါင်နာတက်ပြပြပေးလိုက်ရတာရီးရဲ့အဲ့လိုမျိုးကစားကျင်တာဒါပေမဲ့အာဆင်နယ်ကအဲ့လိုကစားဝင်ရသွားတယ်ဒါကပါလေခိုင်မာတဲ့ game plan တစ်ခုနဲ့တစ်ဖက်အသင်းရဲ့မျက်နှုံးမြင့်တက်စစ်တောင်းပါတွေကိုအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တာနောက်ဆုံးအမ်ပါပီတောင်းမှ injury ဖြစ်ပြီးတော့ထွက်သွားတဲ့အထိပဲပေါ့လေအဲ့တော့ Benishe Junior တယောက်တည်းကလည်းဘလို့ရမှာလဲဘောလုံးအားစားနည်းက၁၁တယောက်ကစားရတာအဲ့တော့ဒီ challenge ကိုကြည့်တဲ့အခါမှာတစ်ဖက်ကဂျေစီစုဖြစ်တဲ့ Ancelotti ရဲ့နာမည်ကျော် Real Madrid ကစားသမားတွေကိုဘာမှလုပ်လို့မရအောင် သွင်းကိုတကိုးပဲရအောင်ငါးကိုးတကိုးဆိုတဲ့နှစ်ကြော်ပေါင်းရလက်နဲ့အာဆင်နယ်ကခြေမုံးပြီးတော့စီးဖိုင်နယ်ကိုထိုက်တန်တက်ရောက်သွားတာဘောလုံးသုံးသက်သူတွေခုနောက်ပိုင်းပြန်ပြီးတော့ဒီသွင်းသွားတဲ့ဂိုးနဲ့ပတ်သက်ဒီနာ analyze လုပ်တဲ့ခါမှာအာဆင်နယ်ရဲ့ကစားဝတ်ပေါ်ဆောင်မှုတွေကအဆင်တန်းတစ်ခုမှာတော်တော်ကြီးရောက်နေခဲ့ပြီ next level လို့ပြောလို့ရှိရင်တော့ data အကြီးကြီးကြီးကရောက်သွားမှာပေါ့လေအဲကျွန်တော်တို့အဲ့ဆိုရင်တော့ပထမအကြော့ဒုတိယအကြော့ data အချက်လက်လက်လေးပြောလိုက်အောင်ပထမအကြော့မှာကျွန်တော်တို့ဒီ၃ကိုးပြည့်နေနိုင်တယ်အဲ့ဒီပွဲတွေမှာကျွန်တော်တို့ဂိုးပေါက်ကန်သူမှု၁၂ချိန်ရှိတယ်ဂိုးပေါက်တဲမှု 17ချိန်ရှိတယ် bitch and create 2ချိန်လုံးနိုင်ခဲ့တယ် real ကတော့ဂိုးပေါက်ကန်သွမှု6ချိန်ရှိတယ်ဂိုးပေါက်တဲမှု3ချိန်ပဲရှိတယ်ဒါက real madrid အပိုင်းပေါ့လေ arsenal ကဘောလုံးပိုင်ဆိုင်မှု54ရာခိုင်နှုန်းရှိပြီးတော့ real က46ရာခိုင်နှုန်းရှိတယ် emirates မှာ arsenal သည် position ပို့ပြီးအတားယူကစားခဲ့ဆိုတဲ့ data အချက်လက်ပေါ့လေတောင်းကန်ပေါ်အာဆင်နယ်က9ချိန်ရတယ်ရီယက်က3ချိန်ရတယ်ဒါပဲ first day မှာဆိုလို့ရှိရင်ဘောလုံးပိပုမှာအဆင်နဲ့ဒီ438ကြိမ်အထိရှိခဲ့ပြီးတော့ real က386ကြိမ်အချက်လက်တော်တော်များမှာ emirate မှာအတားစီကနေယူပြီးတော့ aida ကဆော့သွားခဲ့တယ်၃ခုပြည့်နေနိုင်တယ်အဲ့အတွက်ဒါကပထမအကြော်ရလက်ဟုတ်ပြီကျွန်တော်တို့ဘာနေပြူကိုသွားတယ် emirate မှာဆော့လို့သွားဆော့လို့မရဘူးတစ်ဖက်ကအမိုးပါအလုံးပိပြီးသူ့ပြည့်သက်တွေရှေ့မှောက်မှာဆော့တာအဲ့အတွက်ကျွန်တော်တို့ရဲ့ game plan ကရှင်းနေငါတို့ပထမကျော့၃ခုရလက်ကိုထိမ့်မယ် ဒါပေမဲ့ခံစစ်ကြီးပဲဆော့တာမဟုတ်ဘူးရတဲ့အခွင့်အရနဲ့ဂိုးတွေပြန်ရအောင်ယူမယ်အဲ့လိုပုံစံမျိုးနဲ့ mid block ပုံစံမျိုးဆော့တယ် low block ဆိုတာက penalty spot ထဲမှာအလုံးဆင်းပိတ်တာ mid block ဆိုတာက speed တွေကြီးကြီးနဲ့မမ်းမငင်ကပ်ပြီးပြိုင်ဘက်ကိုစာပြီးပေါ့ကွင်းလဲစီးနားမှာပဲထားပြီးဆော့သွားတဲ့ပုံစံမျိုးကိုကလည်းအရှိ့ကိုရမ်းမတက်ဘူးကွင်းလဲမှာပဲအိုင်ပြီးတော့ဘောလုံးဝေ့သွားအောင်လုပ်တာအဲ့ဒီပွဲစဉ်မှာတော့ real madrid ဒီဘောလုံးပိုင်ဆိုင်မှု66ရာခိုင်နှုန်းထိရတယ်ဘာလို့ရလဲအာဆင်နယ်တင်းဘောလုံးမကင်ခြင်းလို့ ာဆင်နယ်နဲ့ဘောလုံးကင်ပြီးတိုက်ဆက်သွားလို့ဘောလုံးပြက်ပြက်ခင်ရင်ပြည်လညောင်းအရှိရေးရသွားမဲ့ဗင်နီရှက်တို့အမ်ပါပေတို့ရဲ့မြန်နှုံးကိုအာဆင်နယ်ခံစစ်ကစားမှတွေခံစားသွားမှာအဲ့ဒီအတွက်အာဆင်နယ်ဒီခံစစ်နဲ့ကွင်းလေချားတဲ့မှာဒက်ဖန်လိုင်းကိုနှစ်ထပ်ထိကာဝါပြီးတော့နောက်ဆုံးဒီကလန်ရိုက်တို့သုံးမပါတီတို့ခြေစမ်းပြမှုနဲ့အတူကွင်းလေမှာဘောလုံးတွေပြန်ပြီး recovery လုပ်နိုင်ခဲ့တယ်အဲ့ဒီဘက်မှာအာဆင်နယ်ဒီဘောလုံးပိုက်ဆိုင်မှု34ရာခိုင်နှုန်းပဲရတယ်ဒါပေမဲ့ရီယက်ကဂိုးပေါက်ကံမှု16ချိန်ရှိတယ်ဂိုးပေါက်တက်မှုက ၃ချိန်ပဲရှိတယ်။ Bitchan Create တစ်ချိန်မှန်းဖိုင်နိုင်ခဲ့တယ်။အဲ့ဒီမှာ Saliba ရဲ့အမှားတစ်ခုကြောင့်ကျွန်တော်တို့ပေးလိုက်တဲ့ဂိုးသာရှိရဲ။ကျန်တဲ့အချိန်မှာတော့ Real Madrid တည်တည်ချာချာမကန်ရအောင်ဂိုးပေါက်ကိုအဲ့လောက်ထိကို Arsenal ရဲ့ defend line ကစနစ်ကျလေ။နံမဲကျော်နီးပြိုက်တူပြောလို့ပေါ့။တိုက်စစ်ကနိုင်မွေးတွေပုံဖော်ပေးနိုင်လိမ့်မယ်တဲ့။ဒါပေမဲ့ဆူဖလာရရဖို့ဆိုရင်တော့ခန်စစ်ကအရေးပါတယ်တဲ့။အဲ့ဆိုခန်စစ်ကောင်းတဲ့အာဆင်နယ်တင်းတဲ့ဒီရဒီမှာအများကြီးမျှော်လင့်ရပါဘောလေ။အာဆင်နယ်ကတော့ အဲ့ဒီဘာနေဗျူးမှာတော့ဘောလုံးပိုင်ဆိုင်မှု34ရာခိုင်နှုန်းပဲရှိမိ့ဂိုးပေါက်ကံမှု12ကြိမ်ထိရခဲ့တယ်ဂိုးပေါက်တက်မှု6ကြိမ်ရှိတယ်ဒါက Real Madrid ဂိုးပေါက်တက်တာရဲ့နှစ်ဆနောက်တစ်ချက်က Bichan Create လည်း3ကြိမ်ဖိနှိပ်နိုင်ခဲ့တယ်တောင်းကံမော10ကြိမ်ရတဲ့ Real ထက်ဆိုင်အာဆင်နယ်တီတောင်းကံမော4ကြိမ်ပဲရတယ်ဘာကြောင့် Real Madrid ကအာဆင်နယ်အသင်းကိုအတကုံဂိုးပေါက်ကံသူတွေလုံနိုင်တာလေနံပါတ်1ချက်အာဆင်နယ်တီဘာနေဗျူးမှာဘောလုံးပိုင်ဆိုင်မှုအရင်ကင်မကစားခဲ့ဘူး ဒါပေမဲ့ရီယယ်မက်ဒစ်ကလည်းလောင်ဘောတွေပဲရိုက်တင်တဲ့ခါမှာနောက်တန်းနေပြီးတော့ခီဗီယောဆာလီဗာဂျူရီယန်တင်မာသောမတ်ပါတီဒီကလရိုက်တို့အလှဲ့ကျလူးဝစ်ကယ်လီပါဝင်ပေါ့လေအဲ့ဒီအေဒီယယ်ဂျူဝဲတွေကိုခေါင်းတိုက်ပြီးရှင်းထုတ်သွားတာအဲ့ဒီအချက်ကအန်ဆယ်လော့တီအနေနဲ့အာဆင်နယ်လိုအရန်မြောင်းမြင်မာတဲ့ခံစစ်လိုင်းကိုလောင်ဘောတွေရိုက်တင်ပြီးတော့ဂိုးရဖို့ကန်ဆန်းသွားခဲ့တာလေမှားယွင်းနဲ့หนีပြီးပါလို့ပြောလို့ရတယ်။ဒါမျိုးကအာဆင်နယ်ကပရီးမီးယားလိမှာအချိန်ချင်းတက်တည်ပြထားပြီးသား အဲ့တော့အာဆင်နယ်အသင်း C5 နေမှာတွေ့ပဲ PSG အသင်းနဲ့ပွဲချင်းစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဒါပေမဲ့အာဆင်နယ်အသင်းမှာအားသက်ချက်တစ်ခုကဒီယာဒီမှာပဲ PSG အသင်းကိုချန်ပီယံလိအုပ်စုအဆင့်မှာနှစ်ဂိုးပြည့်နဲ့နိုင်ထားဖို့ပါတယ်။အစိုးရကြည့်ပြတဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကကူညီပေါင်းပြီးတဲ့ရှူဘောလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညောင်း6 9 1 6 6 3 9 3ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်ဝေပုံဝေရှန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမနှောင်းတဲ့ဆိုလို့ YouTube မှာကိုထုပ်ပေါ်ပေါ်ရှိုးရိုက်ချပြီးကျွန်တော်အားပြုရပါတယ် Viber ခုချေကို Sport Internet 9 3မိတိကိုကစားမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်လေးတင်ထားပြီးပါတယ်ခင်ဗျာ